ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Liverpool ကတော့ဒါကျွန်တော်တို့အခုလက်ရှိမှာဒါတေချာပေါက်အမှတ်ပေးချန်ပီယံရဖို့တေချာနေတဲ့အချိန်မှာလာမယ့်ရာသီမှာနီးပြအာနီဆလော့ကအပြောင်းလဲတွေအများကြီးလုပ်ဖို့သူတို့ဆုံးဖြတ်ထားတယ်အဓိကတော့ Liverpool ကဒီ transfer window မှာသူတို့တကယ်တမ်းကျတော့ဟို Federico Chiesa တယောက်ပဲခေါ်ခဲ့တာဗျာခေါ်ခဲ့ပြီးတော့မှအခုနွေရာသီမှာ Trent Alexander-Arnold ကိုဆုံးရှုံးမယ်ဆိုတော့ Liverpool ဘက်က တေချာပေါက်အပြောင်းလဲတွေအများကြီးလုပ်ဖို့ရှိတဲ့ချိန်မှာ FSG ဘက်ကရောင်းဖို့အတွက်လေကစားမတွေကိုအများကြီးသူတို့ကြိထားတယ်သူတို့ဖြင့်တေချာပေါက်တိုက်စစ်ကထွက်မယ်လို့သုံးပြတ်ထားတဲ့ဒါဝင်းနူညက်တို့နောက်ဒီဒီဂိုဂျိုတာတို့လူးစီယက်စ်တို့အားလုံးအတွက်သူအတောင်ပြောင်းရွှေ့ချေကိုတန်180လောက်လီဗာပူးကမျောလင့်နေတယ်ပြောချင်တာပြလီဗာပူးကဒီထွက်မဲ့ထွက်ဖို့ရှိတဲ့ကစားမတွေမပြောခင်မှာနံပါတ်1အနေနဲ့မိုဆာလက်စ်ကိုသူတို့တက်တန်းတိုးလိုက် နှစ်နှစ်စာချုပ်2029ခုချုပ်တယ်ပြီးတော့မှ contract က29ခုချုပ်ပြီးတဲ့အချိန်မှာလောက်ခလာစာကတစ်နှစ်ကို30အထိပေးပြီးတော့အပူ bonus တွေခံစား권နဲ့တစ်ပတ်ကို4သိန်းလောက်ရပါ Sales က contract ချုပ်ပြီးတဲ့အချိန်မှာလက်ရှိနေထားရာ Virgin Van Dyke ကလည်းယာတီကုန်မှာတက်တန်းတိုးဖို့သဘောတူလိုက်တယ်ဆိုတော့ယာတီမကုန်ခင် Van Dyke ကိုတက်တန်းတိုးတာကိုအပီးသက်လေပါဘူးကကြီးညာမဲ့အချိန်မှာသူတို့နှစ်ယောက်ကတေးကြတယ် Trent Alexander Arnold ထွက်ပြီးဆိုတော့လာမယ့်ယာတီမှာ Connor Bradley တို့ Consa တို့ Joe Cole တို့နဲ့ရေရှည်မဖြစ်နိုင်ဘူးလို့သူတို့တီးတော့ Right back တွေ ယောက်သူတို့နိုင်တယ်။ဒါပေမဲ့ကစားမတွေကိုခေါ်ယူရမှာလီဗာပူးအနေနဲ့ကစားမရောင်းချမှုကိုလည်းဦးတည်နေတယ်။အခု FSG ရဲ့ပြဿနာကဒီအသီးမှာချန်ပီယံဖြစ်ပြီဆိုရင်သူတို့ပတ်စံအများကြီးထက်ရအောင်ပါ။နောက်တစ်ခုကအုပ်စုတွေမှာလည်းချန်ပီယံလီလီဖေ့စ်မှာတော့လည်းသူတို့ပတ်စံတွေအများကြီးရထားတယ်။တပွဲနိုင်နှစ်တန်းနှစ်တန်းနဲ့သူတို့9ပွဲနိုင်နေကြ။တပွဲရှုံးနေ။အဲ့အချိန်မှာလီဗာပူးက9ပွဲမှာ14တန်းလောက်ရထားတာ။ဒါအပူနော်ပုံမှန်ရတဲ့ပတ်စံထက်ကို14တန်းထက်ရထားသလို တကယ်လဲခြေစွမ်းကောင်းတော့ငွေရတယ်မှာလဲလူမတုံးဘူးစောင်းရတယ်မှာလဲမတုံးတဲ့အချိန်မှာအခု DSK ရဲ့ဂျူတာရဲ့ပြီးတော့မှသူတို့ဘက်က DSK ဂျူတာရဲ့အန်တူရဲ့ ်ဘယ်တစ်ချိန်ထဲမှာပဲနာနောက်ထပ်ထဲမှာကုသမအာလဆင်လည်းထွက်သွားနိုင်တယ်ဒီသားမတွေအတွက်သူတို့ပြောင်းရွှေ့ချီတတ်မှတ်ထားတယ်ဒါဒါဝင်းနူရက်က90လောက်ရရင်ရောင်းမယ် DS ကို90 80လောက်လူချင်တယ်ဂျူတာလည်း20 30လောက်ဂျူတာဆိုရင်ခုသူ့ရဲ့အသင်းဟောင်းဝူးကတော့ပြန်စိတ်ဝင်စားတယ်ဒါကြလို့သူတို့မတီးယားနူနက်စ်ကိုထုတ်မယ်ဆိုရင်ဝူးကပြန်လိုချင်တယ်လူးစ်ဂျီယက်စ်ကတော့လာလီဂါကလပ်တွေကစိတ်ဝင်စားနေပြီးတော့ဒါဝင်းနူညက်လည်းဒါဥရောပထိပ်တန်းကလပ်တွေလိုက်နေတယ်ဒီကြားထဲမှာရိုင်းဂရာဗန်ဘက်စတာလည်းရီမက်ဒရစ်ကိုပြောင်းရွှေ့ကစားနိုင် ုင်တဲ့ quality ရေးတွေးရှိတယ်ဆိုပြီး agent ကအတန်နေထွက်နေတယ်ဆိုတော့ liverpool အနေနဲ့ right back ကအခုတော့လောဆယ်မှာ train ထွက်ဖို့တည်ကြတဲ့အချိန်မှာ train နေရာမှာအစားထိုးမဲ့သူတို့ကြည့်တော့ကြည့်နေတယ်အတန်လုံးကျွန်တော်ကျွန်တော်အခုလောဆယ်အတန်ထွက်တာဗျာဘဲဘက်ချမ်းမှာ anthony robinson ပဲဖြစ်ဖြစ် milos karkis ပဲဖြစ်ဖြစ်အဲ့ left back anthony robinson နေရာအစားထိုးဖို့ပဲကြည့်ထားတယ်ဆိုတော့အဲ့နေရာမှာ right back က jeremy frimpong ကိုသူတို့ယာထားပေမဲ့ frimpong ကနီးပြဘယ်လိုပြောမလဲဆိုတော့ဟိုအာနီဆိုတိတ်ပြီး fancy မဖြစ်ဘူး ဆိုတော့ဒီနေရာမှာလီဗာပူးကဂိုးသမားအာလစင်ဘက်ကအဲ့ဒါကနည်းနည်းဟော့နေတယ်။ဘာကြောင့်လဲဆိုတော့အာလစင်ကို အခုလောလောဆယ်အနေထားရမမဒက်ရှ်ဝီလီရောက်လာရင်အာလစင်ထွက်ဖို့တေးကြတယ်။ ဆိုတော့အစောပိုင်းတုန်းကခဲလဟားထွက်မလို့လို့မမဒက်ချီလီရောက်လာတဲ့ခါမှာသူပဲအရန်ဆက်သွားပြီးတော့နောက်တရားပြန်ငါထွက်မလို့လို့ဖြစ်ပေမဲ့အခုအာလစင်က2026 29မှာစာချုပ်တက်တန်းကုန်မဲ့အချိန်မှာတနစ်ကျော်ပဲကြာတော့မယ်ဆိုတော့အာလစင်ကလည်းဘာဖြစ်လဲဆိုတော့လီဗာပူးကထွက်ရဖို့များအချိန်မှာသူကဂလာဆာရီနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကတွားရောက်ဆွေးနွေးရဆိုပြီးတရင်တက်လာတယ်ဂလာဆာရီက အလဆင်ကိုလိုချင်တယ်ပြဿနာကအလဆင်တောင်းဆိုတဲ့လောကလာစာကတစ်နှစ်ကိုယူ25အသန်းကာလာစာရီကမပေးနိုင်ဘူးမပေးနိုင်တော့အိုက်ဆွင်းနေမှုရက်သွားတဲ့အချိန်မှာမပေါ်ပြတဲ့ sorry club အသင်းတစ်သင်းကဒါတစ်နှစ်ကိုတန်း30အထိအလဆင်ကိုပေးမယ်ကြောင်းရွှေ့ချေးလည်းပေးမယ်လီဗာပူးရှိကခေါ်မယ်ဆိုတော့အလဆင်ပေါ်မှာဆုံးဖြတ်ချက်ချတယ်လီဗာပူးကထွက်ပြီးတော့ဥရောပမှာဆက်မရှိဘဲ sorry သွားမယ်ဆိုတော့ဒီချက်ပူပတ်စံရနိုင်တယ်ဒီညမှာလီဗာပူးအနေနဲ့ခဲလာဟာပေါ်လေကာလာမှုတွေရှိရင်သူတို့ကလည်းစဉ်းစားတယ်ဆိုတော့မမတက်ရှူလီကနောက်ရာသီမှာနံပါတ်1ဂိုးတမဖြစ်မဲ့ပုံ ုံတယ်မကျွန်တော်ကတော့မတိုင်းပြောရင်မမဒက်ရှ်ဘီထက်ဆိုင်အာလစင်ကိုစစ်ထိန်ထားလို့ရတာပဲ။ဘာကြောင့်လဲသူတို့ဆုံးဖြတ်လိုက်တော့မသိဘူး။ဒီနေရာမှာလီဗာပူးကဒန်ဟော့ဆန်ပေါ့လေ။ဒါဘိုးမောက်ရဲ့နောက်ခံကစားပါစပိန်နောက်ခံလူဒီချာတိတ်လေးကိုသူတို့သွားဆွေးနွေးထားတယ်။ဒီစားမလေးရဲ့လက်ရှိရောဂျေးစာချုပ်ကတန်း90။နောက်အခုလောလောဆယ်မှာကျွန်တော်ပေါ်ပြထားတဲ့ report ရဆိုရင် David Onsen ရဲ့အဆိုအရ ပရီးမီးယားလိဂ်ကလပ်တွေ၅သင်းနဲ့သူရဲ့အေဂျင့်ဖြစ်သူတို့ဆွေးနွေးထားကြတယ်။အဲ့အတွက်ကြောင့်ဒီကစားမဟာဖြစ်တော့ဒီပရီးမီးယားလိဂ်ကလပ်တွေအတွက်ဖြစ်နိုင်တယ်။သူပြင်လီဗာပူးကခနာတေးတို့ဗန်ဒိုက်တို့ရှိသည့်တိုင်အောင်နောက်ထပ်ဆန်တဘက်တယောက်ကိုလူချင်းတဲ့အတွက်ကြောင့်စဉ်းစားတယ်။ဆိုတော့လီဗာပူးကအပြောင်းရွှေ့ဈေးကွက်ကနေတန်190လောက်တိရှာဖို့သူလုပ်နေတယ်။အဲ့ထက်မှနူးညက်ရဲ့ဂပ်နူးညက်ရဲ့ DS ကဲ့ ဂျူတာရဲ့ပြီးတော့မှ maybe ando ဖြစ်ကောင်းဖြစ်နိုင်မယ်အဲဒီလောက်ပဲပေါ့လေအလာဆင်ဖြစ်နိုင်တယ်တခြားကစားမလို့မသေးကြဘူးဒါပေမဲ့ channel ဘိုက်မှာတော့ပြန်ဖြည့်ဖို့စဉ်းစားနေပြီမြေဘလူးပုံစံနေဆက်သွားမယ်ဒါပေမဲ့ခုလောလောဆယ်နေထားရလီဗာပူးကတော့ဒါခံစစ်တယောက်သူတို့ကြီးနေတယ်ဘယ်နောက်ခံလူတယောက်ကြီးနေတယ်ဝိုက်ဘက်တယောက်ကြီးနေတယ်တိုက်စစ်ထွက်တော့တိုက်စစ်အီဆက်ကတော့ကျွန်တော်တင်တော့ဖျားဖို့ခတ်တယ်ဒါပေမဲ့အီဆက်ကလီဗာပူးကလည်းအီဆက်အတွက်တန်း153ပါမလားဆိုတဲ့အချက်ပေါ့လေဒါကတော့လက်ရှိနေထားဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်